အခုအစည်းအဝေးဆက်မှလည်းမိမက်ပြောထားတယ်ဒီအခုအသက်ရွယ်အထိအကိုရဲ့ခန္ဓာကိုယ်အားစလို့ fit ဖြစ်နေအောင်ထိမ့်သိမ့်နဲ့အပိုင်းလေးပေါ့နော်အဲ့ဒါလေးလည်းဝေမျှပေးပါအောင်ကိုကျွန်တော်ဘယ်လိုလဲဟုတ်အားကစားလို့ရတာကြိုက်တယ်ကြိုက်တယ်ဆိုတော့ကျွန်တော်ဟိုငငယ်လေးကအဖေက basket ball မြင်မှတ်လို့ရင်းဆိုတော့ငငယ်လေးကကျွန်တော်ကအဲ့လိုမျိုး basket ball ကိုလည်းကြီးလာကြတယ်ဆိုတော့ဒီလိုမျိုးအားကစားတစ်ခုလုပ်နေကြတယ်နောက်ဒီရောက်တော့လေဥမာသူများတို့ကျွန်တော် gym လေးပါတယ်ကြောက်လည်းပြင်းတယ်ပြင်းတော့ကျွန်တော်အချိန်ဟိုဘယ်လိုခေါ်လဲနေ့တိုင်းပေါ့နော်တစ်ခုခုတော့ ကစားရတယ်ကျွန်တော်လုံးဝထိုးထိုးမထိုးရင်ကျွန်တော်ဘတ်ဖြောကစားမယ်ရည်သွားကူးမယ်ဆိုတာကျွန်တော်ကျွန်တော်အဲ့ဒါအကျင့်ဖြစ်နေတယ်အဲ့လိုအဲ့လိုနေလိုက်တာအဲ့ဒါကြည့်နေပရိသတ်တွေမှာအမျိုးသားတွေလည်းရှိတယ်။ဒီကမျိုးသားလေးတွေကဆာဘိုက်ကလေးပူ။ကျွန်တော်လည်းပူပါကျွန်တော်လည်းအဲ့လိုကျွန်တော်ဝါတဲ့အချိန်ဆိုတော့ကျွန်တော်ဆွတ်ဆွတ်ပြီးဝါနေတယ်။ဟုတ်ကဲ့။အဲ့လို အားကားပြီးတော့ခုခုလုပ်ပြီဆိုကျွန်တော်ကညှိတယ်တယ်ဗျာညှိတယ်မျိုးစားတွေမှာပါတယ်ဘာလို့လို့ညှိသွားတာလဲညှိသွားအားကားလည်းနော်စိတ်ဆက်အမုံညှိရဆိုတော့ဆွဲ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 တယ်ဆွဲတယ်အသာဆိုရေကူးရေပဲကူးရေပဲကူးရှင်တော့ရှားမှမလို့ကျွန်တော်အဲရေကူးနေတဲ့ချင်းရေပဲကူးမယ်ဘတ်ဆော့ကစားဆိုလဲဘတ်ဆော့ဝဲကစားနေချင်းလဲဆိုတော့အဲ့လိုပေါ့ဖြိုးစရာအကုန်လုံးတော့အိုင်စီရဲ့ထွန်းနော်ကွနော်အိုင်စီရဲ့ထွန်းတော့ညှိညှိတာတော့နော်အဲ့အဲ့အဲ့ဒီအဲ့ဒီတဝိုက်ဆိုင်းညှိဆိုင်းဆိုရှယ်မီဒီယာမှာတက်လာတယ်လေပါအမေတို့ခစ်တော့က ပါလေအစင်လေးတွေအဲ့အစင်လေးအခုထိချောနေတော့မယ်အဲ့အရန်ဟုတ်တယ်ကိုကြီးစင်နေဖြစ်နေကွာမအိုကြဟုတ်တယ်အဲ့ဒါပြလို့ရှိပဲကျွန်တော်ကအသက်ငယ်ငယ်တွေနဲ့ဒီဒီဒီလောကတွေရောက်ကြတာဆိုတော့လေဘယ်လိုခေါ်မလဲဟိုညီမတို့18လောက်ရောက်တာလားဟာလားအဲ့တော့ကျွန်တော်စေရန်အောင်ပြီးတောင်းနေမှာ16စက္ကန့်ကျွန်တော်အကုန်လုံးနှီးပါပဲလေရွှေကောင်းလေးတွေပေါ်ကိုကြီးရဲ့ကျွန်တော်ခေတ်ကစေရန်ဖြည်ပြီးじゃနဲ့အကုန်လုံးကမော်ဒယ်လောက်ရမယ်ဆိုပြီးတော့လောက်ကြတာဆိုတော့အကုန်လုံးကငယ်ရွယ်နဲ့ဒီလောကကြီးရောက်လာတာဆိုတော့ ဟိုဟိုဘာသူတို့တော်အများကြီးမျက်စိမှာဘယ်လိုပြောမလဲကြာကြာနေပြီလို့အတက်ကမကြည့်သေးဘူးဟုတ်ကဲ့အခု generation နဲ့ပတ်သက် ပြီးတော့အခုဒီနောက်မျိုးဆက်သစ်တွေပေါ်ပေါ်တော့အခုအနေနဲ့ရောလက်တွဲခေါ်မှုအပိုင်းတွေကဘယ်လိုရှိလဲဆိုတာလည်းသိချင်တယ်ကိုကျွန်တော်လည်းစုံပြစ်ဘယ်လိုခေါ်လဲကျွန်တော်တူတူရိုက်ဖြစ်တဲ့လူကတော့ရိုက်ရိုက်ရိုက်တဲ့အချိန်မှာအဲ့လိုပဲလူကဟိုကိုမျက်စိတွေတခုခုပြောဖို့လိုအပ်တယ်ထင်တော့အဲ့လိုပဲပြောလိုက်တာပေါ့နော်ဒါပေမဲ့အဲ့ဒါလေးဟိုမှာကျွန်တော်ကျွန်တော် တက်နိုင်သလောက်ကတော့မလိုအပ်ရင်လည်းကျွန်တော်လည်းမပြောချင်ဘူးနောက်တစ်ခုကကျတော့အဲ့လိုသွားပြောလိုက်တိုင်းလဲကောင်းတဲ့အရာရှိသလိုမကောင်းတဲ့အရာလည်းရှိရတယ်ကျွန်တော်စီမှာအဲ့လိုလက်တွဲခေါ်ရမယ်ဆိုရယ်စိတ်စိုက်ကိုကြီးကဝင်နေတော့ဟိုတော်တော်ပြီးတော့လက်တွဲခေါ်တော့ချို့လူတွေကကိုလက်တွဲခေါ်ဆယ်မှမလို့တာသူ့လမ်းသူ့ idea နဲ့သူ့စိတ်ကူးနဲ့သူတရုတ်ဆောင်တဲ့ပုံစံဆိုတာရှိတယ်လေကျွန်တော်လည်းကျွန်တော် idea ကျွန်တော်စိတ်ကူးပဲကျွန်တော်ငယ်တုန်းကကျွန်တော်တို့ဟိုတကယ်မင်းသားမင်းကြီးတွေတင်ပေးတာရှိတယ်ဟုတ်ကဲ့ဒါမှတော့ကျွန်တော်မမှုက idea တင်ပေးတယ်မမှု idea တင်ပေးတယ် ကျွန်တော်ငိုတဲ့အချိန်မှာမဟုတ်ဘူးကျွန်တော်ရှေ့အနေနဲ့မူနာငိုပြတယ်အဲ့လိုလိုက်ငိုဆိုတော့ဘယ်ဖြစ်နိုင်မလဲအဲ့ဒါမဖြစ်နိုင်ဘူးသူငိုမိအောင်လေနံပါတ်1ကသူငိုမိအောင်နံပါတ်2ကကျတော့မူးအောင်ဘဝမှာဖြတ်တန်းလာရတဲ့အတွေ့အကြုံတွေသူ့ရင်ထဲမှာရှိတဲ့နာကြီးစရာတွေဟိုဟိုသူကြုံမှုတဲ့အဖြစ်အပျက်တွေကကျွန်တော်တို့မှမကြုံဘူးလား တူကျွန်တော်မကြုံဘူးလေအဲ့တော့သူငိုသလိုကျွန်တော်မငိုတတ်ဘူးကျင်းကျင်းနေတယ်ဥကျော်ဟင်းငိုသလိုကျွန်တော်လည်းမငိုတတ်ဘူးဟုတ်ကဲ့နော်ဒွင်းငိုသလိုလည်းကျွန်တော်မငိုတတ်ဘူးမငိုတတ်ဘူးသူတို့စီကကျွန်တော်မေးလို့ရတယ်တင်လို့ရတာကဟို ထားမှာတော့ဥမာငိုရယ်ဆိုရင်လည်းဟိုဘလို့ဘလို့ငိုလဲပေါ့နော်ဘာကြောင့်ငိုတာလဲဘလို့အကြောင်းအရာနဲ့ငိုတာလဲအဲ့အဲ့လိုမျိုးပဲကျွန်တော်တို့မေးလို့ရမယ်ဟဲ့ငါငိုသလိုလိုက်ငိုဆိုတာမျိုးကတော့ မဖြစ်နိုင်ဘူးဟုတ်ကဲ့ဟာသဆိုလို့အဲ့လိုပဲပေါ့နော်ငါရည်စရာလို့ဆိုမင်းလိုက်လို့ဆိုရင်မဖြစ်နိုင်ဘူးလေဒီရည်စရာတစ်ခုလို့ဖို့တက်ကကျွန်တော်ကြုံခဲ့ရတဲ့ကျွန်တော်ဘဝမှာဖြတ်တန်းခဲ့ရတဲ့အကြောင်းအရာတွေကိုအခြေခံပြီးတော့ရည်စရာတို့ပါလို့ဆိုတော့ကျွန်တော်တို့ပါဇက်ကအုံတော့ကထွက်လာတာဆိုတော့သူတို့မှအဲ့လိုဖြတ်တန်းလာမှုကရှိကြည့်ရှိမြင်မရှိချင်ကျွန်တော်လည်းတူချင်းမှတူပဲအဲ့တော့ကျွန်တော်လုတ်ကျွန်တော်လုတ်တဲ့အတိုင်းသူ့ကိုသွားပြောလို့လို့မရအောင်အဲ့တော့ကျွန်တော်တို့တို့အကြံပေးလို့ရတာကတို့လုတ်နေတာကိုဘေးကနေကြည့်ညီမတို့လိုပဲဘေးကဘေးကပဲကြည့်ကြည့်ပြီးဟင်းအောင်ဘေးကနေကြည့်တာတော့ဒီလိုမြင်နေတော့အဲ့လို ဆိုပြီးမကောင်းဘူးလားဆိုတော့တော့ပြောအကြံပေးလို့ပြောလို့ရတယ်။တွားပြီးတော့တင်ပေးတယ်ဆိုတော့တရားဥပဒေနဲ့ကိစ္စမှာကျွန်တော်တော့ကျွန်တော်လာတင်လည်းမကြိုက်ဘူးကျွန်တော်လည်းမခံဘူးတော့။ဟုတ်ကဲ့ဟုတ်တယ်နော်။အဲ့တော့တယောက်ချင်းစီအခန်းစားချက်ရေးလင်းလင်းကိုကျွန်တော်ပြန်လင်းလင်းလုံးမဲ့ idea ကိုကျွန်တော်ရှင်းရည်လို့ပြောလင်း like လို့ဆိုရင်မလွယ်မလွယ်ဘူးလေဗျဟုတ် तू ကကိုမဟုတ်ဘူးမဟုတ်ဘူးနော်နော်လင်းလင်းရဲ့မျက်နှာနေကလင်းလင်းမျက်လုံးလင်းလင်းခန္ဓာကိုယ်လှုပ်ရှားမှုကျွန်တော်လည်းမမတူတာဆော်ဆော်လေးအဲ့လင်းလင်း look စကူမှရှိတာကိုလောက်တော့ဘေးကနေကြည်နေလိုက်ကျွန်တော်အမြင်မှာတော့ဒီဟာလေးကတော့ဒီလိုဘလို့လိုက်ရင်တော့ဘူကောင်းမယ်ထင်တယ်နော်အဲ့လောက်ပြောလိုက်တာလင်းတို့အဆင်ပြေတယ်ခီအားလည်းမဖြစ်ဘူးဗျာဟုတ်ကဲ့ strike မရှိဘူးဒီရုပ်ရှင်ရိုက်တယ်ဆိုတော့ဒီကပြောရင်ဒါလေးအဲ့လိုဟာသားရိုက်လေဟာသားအလျောက်ကအရန်ကိုခက်ခဲတယ်အဒရမာရိုက်နေဒရမာရိုက်လူတွေအများကြီးရှိမှာမျက်ရည်လည်းထွက်ရတယ် dialogue လည်းမှတ်ရတယ် item လည်းလောက်ရတယ်ဒီသုံးခုကိုလောက်ကြည့်ပါလောက်ကြည့်ပါအဲ့လိုဖြစ်တဲ့အချိန်မှာဘေးကသုံးလျောက်ကဝိုင်းသိရင်ရှုပ်ပြီလောက်ကြည့်လိုက်တဲ့အခါမှာ ဘလောက်ခက်ခဲတယ်ဆိုတာကိုကိုယ်တိုင်လုံးကြည့်မှသိတာဟုတ်တယ်ဟင်းချက်ရင်ကြက်ဥကြော်တာလွယ်ပြီမအဲ့ကြက်ဥကြော်တာစီပဲအချိန်မှကြော်တူးသွားတာမျိုးရှိတယ်အဲ့တော့ဘယ်အရာမဆိုကိုကိုယ်တိုင်လုံးကြည့်ပါလုံးကြည့်လိုက်တဲ့အခါမှာသုံးသက်ပါဟုတ်တယ်ဟုတ်တယ်အဲ့တစ်ခါကျရင်လင်းလို့ဆိုလဲရှိရလေသူကဆိုအရင်မပြောဘာကြောင့်လဲဆိုတော့သူတို့မှလည်းဒီလိုရဖို့အတွက်ဒီလိုလုပ်ဖို့အတွက်ကိုခက်ခဲတယ်အများကြီးကြော်ဖြတ်ပြီးမှဒီလိုနေရာတစ်ခုကိုရောက်ရှိလာတဲ့အတွက်ကြောင့်ဟိုသူများကိုကဲ့ရဲ့ဝေဖန်သုံးသက်နေမဲ့အစားအကောင့်မြင့်စိတ်ကလေးနဲ့ဖြစ်တွေးပြီးသုံးသက်ပြီးတော့ဟုတ်ကဲ့ဟောလူတွေကို မြစ်တာထားပြီးဩဒါလေးကလူလူတွေကိုပျော်ရွှင်စေခြင်းနဲ့စိတ်နဲ့သူလှုပ်ပေးလိုက်တာပါလားဆိုတော့မုဒိတာလေးပွားလိုက်ရင်ဟုတ်ကဲ့ကိုကောင်းမယ်လို့ထင်ပါတယ်အဲ့တော့ဘယ်အလုပ်မဆိုကိုကိုရင်လှုပ်ကြည့်လိုက်ပါလှုပ်ကြည့်လိုက်ရင်ဒီအလုပ်ရဲ့ခက်ခဲမှုတွေအောင်ဆုံးဝတ္ထုတွေကစာ နှစ်ကျောင်းကိုပဲအလွတ်ချက်ပြီးမှန်ရှိမှပြောကြည့်မလွယ်ဘူးဟုတ်တယ်ပြီးရင်ဘာကြောင့်လဲဆိုတော့အုပ်စုလိုက်ရရတဲ့အခါဆိုဟိုသူ့သူ့ရဲ့ သူပြောတဲ့စကားလုံးမှာကိုယ့်ရဲ့အခန်းအိုင်တင်နေကိုယ့်ရဲ့ response နေဒါတွေကလေဘလို့မတင်ယူလို့မရအောင်နော်အဲ့ဒါကြီးအကိုပြောတာအသိမှန်တာနော်ကျဆောင်တဲ့ကိစ္စအနုပညာအနုပညာလုပ်ရဆိုကိစ္စတင်ပေးလို့ရတဲ့ကိစ္စမဟုတ်ထားပါတော့ဗျာဟုတ်ကဲ့တချင်းဆိုရဲအဆူတော်တွေနဲ့ကြည့်မယ်ဆိုရင်ဟိုဒီနာမည်ကြီးတဲ့အဆူတော်တွေတကယ်အဆူကောင်းတဲ့ဆူတော်တွေဘသူမှဟိုတရားရောက်ကတင်ပေးလို့ဒီအဆူတော်ဒီအတန်ထွက်လာတာမဟုတ်ဘူးသူ့ငကိုသူ့ original သူ့စိတ်ထဲမှာရှိတယ်သူ့အာယုန်ထဲမှာရှိတယ်ဟာကို ထွက်လာကျန်တဲ့နီးစနစ်အပိုင်းရာကတော့တင်မေးတာလိလာတာရှိရင်ရှိတယ်တဲ့ဒါဒါတော့ရှိတယ်သူကသူဘလို့ဆိုခြင်းလဲသူဆိုရဲမှုကိုတော့ဘယ်သူမှတင်ပြီးတော့သူကသူကသူဖြစ်လာတဲ့ဟာမျိုးတေးဆုံးလဲဆိုတော့အဲ့လိုပဲလေဆိုတော့ဘာပေါ်ပရိသတ်အနေနဲ့ခဏပြောသလိုပေါ့အကိုအခုလိုမျိုးအနုပညာခြေလမ်းတွေခက်ဆက်စိတ်နဲ့ပြင်ရောက်လာတော့လေအရင်ပဲဝမ်းတာပြီးပြီးတော့အကိုအနေနဲ့ဆိုရင်ရောအခုဒီထောက်လောက်တဲ့အပိုင်းမှာရောပေါ့နော်ဘလို့မျိုး quality ရှိတဲ့ဇလန်းဆိုလဲဇလန်းရောက်ပေါ့နော်အကိုဖန်တီးခြင်းတဲ့အတွေ့မျိုးတွေရှိလေအကို ဘလိုဇလန်းမျိုးလေးတွေဘလိုမျိုးသူတို့ character ဘိုင်းမျိုးလေးတွေအဲ့လိုလေးကိုကိုရိုင်းရောထောက်လို့သူအနေနဲ့ရောအဲ့လိုဘလိုဖန်တီးချင်လဲဘလိုဖန်တီးဆိုအဲ့လိုလေးဟိုခေါ်တယ်ရုပ်ရှင်ကားတကားရိုက်ရိုက်ဖို့တော့ကွာအဓိကကကျွန်တော်ဇလန်းပေါ်မူတည်ပြီးတော့ရုပ်ရှင်ကားတကားကိုဖြစ်လာတာဆိုတော့ဟုတ်ကဲ့ဆိုတော့ ဘယ်လိုဇလန်မျိုးရိုက်ချင်လဲဆိုတော့ရှိရဇလန်တွေကတော့လည်းအများကြီးရှိရပါတော့เนาะဒါပေမဲ့ကျွန်တော်တို့ကကျတော့ဥနောက်ပိုင်းဘယ်လိုစဉ်းစားလဲဆိုတော့ဟိုဒီဇလန်တစ်ခုကိုကျွန်တော်ရွေးလိုက်ပြီဆိုလို့ရှိရင်ဥနောက်ပြောဆိုပြကျွန်တော်တယောက်တည်းစဉ်းစားတာမဟုတ်ဘူးねကျွန်တော်တို့အဖွဲလိုက်ဆိုတော့အကုန်လုံးတိုင်ပင်ကြအကုန်လုံးစဉ်းစားကြပြီးတော့ဒီဇလန်ကိုအကုန်လုံးကြိုက်ကြပြီဆိုတော့မှအဲ့လိုမျိုးဖန်တီးတာများတယ်ကျွန်တော်မလုပ်ချင်လဲဆိုတာထက်ကျွန်တော်လုပ်ချင်တာလေးနည်းနည်းသူလုပ်ချင်တာနည်းနည်းသူလုပ်ချင်တာနည်းနည်းအားလုံးစုပြီးတော့မှကျွန်တော်ဇလန်လေးရှာပြီးစဉ်းစားကြတာပါကျွန်တော်ကုမ္ပဏီရတာတော့ဆိုတော့နှစ်ကား နှစ်ကားရိုက်ထားတယ်အောင်စီအောင်မောင်းဆိုတာတကားရယ်နောက်ပြီးတော့နောက်နောက်တကားရှိသေးတယ်နော်လောစေအောင်စီအောင်မောင်းတော့6လပိုင်းတင်မယ်ဟုတ်ကဲ့ပါအဲ့ကားမှဆိုလဲအဲ့လိုပဲကျွန်တော်ညီကို3ယောက်နဲ့ညီမလေး1ယောက်ရဲ့အကြောင်းအဲ့အဲ့လိုရိုက်ထားဟုတ်ကဲ့ပြောလင်းနေပါမယ်ထုတ်လို့ရပိုင်းနဲ့ပတ်သက်ပြီးကိုကိုတိုင်းလုပ်တဲ့အခါမှာဒီနယ်ပယ်နဲ့ပတ်သက်ပြီးတော့အခုအတွေ့အကြုံတွေဘယ်လိုရခဲ့လဲပေါ့ဘာခက်ခဲတွေရောရှိလဲဟိုရုပ်ရှင်ထုတ်လို့ရေးလုပ်တယ်ဆိုတော့တရားတာတစ်ခုကတော့ဒီလောကထဲမှာဟို နေနေတဲ့လူကန်တယောက်မရှိဘဲနဲ့ထုတ်လို့ရေးလို့ဖို့ဆိုတာခက်တယ်။ဟုတ်ကဲ့။ကျွန်တော်ကကျွန်တော်ဒီလောက်ကမှရှိနေတော့ကျွန်တော်တကယ်ချင်းလို့ပြောရဲဟိုနေဟိုငါအမခံနေတာတကူကတော့မင်းတို့တခြားထုတ်တခြားထုတ်လို့ရေးအစ်စ်တေလို့ဖီယိုဖီးရဲ့ဗျာမတာမဖြစ်စေရဘူး။ဖြစ်စေရဘူး။ငါရှိတဲ့ငါအကောင်းဆုံးတက်နိုင်ဆုံးစီစဉ်ပြီးပြီးလုပ်ပေးမယ်ဆိုတော့အားလုံးစုပြီးတော့လုပ်ကြရဲ။ဟိုဘယ်လိုခေါ်လဲ။အကျိုးမြတ်ပါညာတော့ထားပါတော့နောက်မှာပေါ့နော်။နောက်မှာဆိုတော့ကျွန်တော်တို့ကတော့ကိုကိုစိတ်ကူးရရှိရဟာကိုအားလုံးပေါင်းပြီးတော့လုပ်လိုက်ကြတဲ့သဘောပါ။ဟုတ်ကဲ့ပါ။ဟုတ်ကဲ့ပါ။ အဲ့တော့အကူကအခုလက်ရှိမှာအလုပ်ငန်းခွင်မှာဆိုလို့ရှင်လဲစီးပွားရေးလည်းလုပ်တယ်အနုပညာကိုလည်းဟိုမျက်ချိန်ပြတ်ဖို့ပြိသက်တွေအတွက်ရှိနေပြီးရနောက်တစ်ခုကတသားရဲ့ဖခင်တရားအနေနဲ့လေတသားကိုဘယ်လိုမျိုးဥဆောင်ပြီးတော့လမ်းညွှန်ပြတတ်ပြီးနေလဲကော အဲ့လိုဘယ်လိုခေါ်လဲတခြားတခြားဖားခင်နေလို့ပါပဲတခြားတခြားလူလူပုံပုံမှန်ပါပဲကျွန်တော်ပေါ့ပါပဲတကယ်ချင်းလိုပဲပေါ့တာဝန်နေရဟုတ်ကဲ့ဒါပေမဲ့ဒီခေတ်ကလေးတွေကကျွန်တော်ကျွန်တော်တက်ပို့ပြီးတော့ရင်းကျက်တယ်ဗျာကျွန်တော်တက်ပို့ပြီးတော့နည်းနည်းနည်းဟိုအတွေးတွေးပို့ပြီးတော့တွေးခေါ်တာတွေပါတွေဖြစ်တယ်ဆိုတော့ခေတ်ကတက်ပို့နော်သူတို့ကအများကြီးတိတ်တင်ဆုံးတင်မေးနေကြတယ်ပေါ့ကျွန်တော်ထင်တာတော့ ျွန်တော်တို့ကရှေ့ကနေတိတ်ရှေ့ကနေတိတ်ဆိုးနေတဲ့ကောင်တွေဆိုတော့ဗျာတို့ကကျွန်တော်တို့ကြည့်ပြီးတော့တချို့ဟာရယ်ဆိုရင်မတင်အမဆက်လိုက်တောက်တဲ့ကိစ္စဆိုတော့ဒီကောင်မလုံးမကြအရန်မုန်းလားအော်အဲတက်လုံးဒီကောင်ဆက်လိုက်တောက်မှကျွန်တော်ပူစရာမလိုတော့ဘူးသူရှေ့မှာကျွန်တော်ဆက်လိုက်တောက်တော့သူမြင်နေတော့သူမကြိုက်ဘူးဟုတ်ကဲ့အဲကားတော့နောက်ဘက်ဟိုဟိုရန်ဖြစ်တယ်ဆိုတော့ကျွန်တော်ချိန်ဦးဖြစ်နေတယ်မြင်တော့သူမကြိုက်ဘူးလားအဲဆိုတော့တိတ်အများကြီးဆုံးသွားစရာမလိုမလိုမလိုဘူးသူကျွန်တော်တာတူရီဟုတ်တယ်ခုခေတ်ကလေးရတယ်နဲသူတို့ကပို့ပြီးတော့လည်းကြုံမြင်တတ်ကြတယ်ပို့ပြီးတော့လည်းရင်ရင်ထက်မြက်ကြတယ်သူကျောင်းမှာတင်တဲ့တင်ကြားမှုစနစ်ကလည်းကျွန်တော်နဲ့မတူတဲ့ခါကျတော့အဲ ချို့ကိစ္စတွေကိုကျွန်တော်တို့အသက်14 5နှစ်လောက်မှသိရမယ်အသည့်တွေကိုတို့အခုချိန်မှာတည်းကတို့မှတို့တို့သိထားလေရှိခုကဲကလေးတွေကဘာတခုကောင်းလဲဆိုတော့အဲတို့မှာ gender ခွဲတာမရှိတော့ဘူး limited အားတာအင်းတို့ငယ်ငယ်တုန်းကဆိုရင် LGBT ဆိုရင်တွေ့ရင်အချောက်ကြီးနောက်ချင်နေအကြီးဘုံကြီးဆိုပြီးခေါ်ချင်နေကိုကကလေးတော်တော်များများကတို့ IQ ကအရင်9နှစ်6နှစ်9နှစ်လောက်တာတွေကဒါသည်တို့က သူတို့ရဲ့ပညာသင်ကြားတဲ့ဒီကျောင်းဝါတွေကသူတို့ LGBT ကိုမြင်တယ်အလင်းဆိုရင်အမှန်တမ်းပြောရင်ဟိုအမျိုးသမီးပြိသက်တွေကလေးပြိသက်တွေများတယ်မမလင်းမမလင်းကားလူဆိုအရန်ကြီးရဆိုလူလူကြီးကြိုက်ကြိုက်ပဲကြိုက်ကြိုက်ကလေးပြိသက်ကလေးပဲအကလေးလေးတွေသွားကြည့်လိုက်တော့ခုနှစ်နှစ်ရှစ်နှစ်ဆယ်နှစ်အကလေးကလေးအမခင်ပြုံးပြီးမှတော့မမလင်းမလားလို့ဆိုတော့ဘာပဲပြောလေဒီလိုကလေးလေးတွေကအစာကိုယ့်ကို အအချောက်ကြီးလို့မခေါ်ပဲနဲ့မမလေးခင်ဗျပြီမှာသားတော့အမြဲကြည့်တာတမီးတော့အမြဲကြည့်တာအမှန်တမ်းပြောရင်တော့လေအရန်ပီတီဖြစ်တယ်အရန်လဲဝမ်းတာအဲကြောင့်အခုနောင်လာမဲ့မျိုးဆက်တဲ့ generation တွေကသူတို့ IG တွေကအရန်မြင့်မှာပြီးတော့ဒီ LGBT တယောက်ကရုပ်ရှင်ထဲမှာဘလို့ပဲဟာတာပဲလို့လို့ YouTube ပေါ်တော်တော်ပဲလို့လို့ဒီလိုဒီအပြင်မှာရုပ်ရှင်ရိုက်နေတာဆိုတော့အတွေးမျိုးအကောင်းမြင်စိတ်မျိုးကိုဒီလိုကလေးလေးတွေကဒီလိုအရွယ်မှာ သိနေပြီဟုတ်တယ်အဲကျွန်တော်ထင်တာတစ်ခုရှိတယ်ဒါကလေဘာကဦးနာကျွန်တော်ပညာရေးမှာသင်ကြားတဲ့စနစ်ကွာပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့လင်းလုံငယ်ငယ်တုန်းကအဲ့လားကျွန်တော်ထင်ပါတယ်ဟို၄၅၆တန်း9တန်းရောက်ရောက်တဲ့အထိဂေးဆိုတဲ့စာလုံးကိုအင်္ဂလိပ်လိုကျွန်တော်တို့ မတိမတိကြရောက်တယ်အကေးဆိုတော့နွဲ့နွဲ့နွဲ့ဆိုရင်အချောက်ကြီးပဲဟုတ်တယ်ဒါပေမဲ့ဒီဘက်ကလေးဒီမှာကျတော့သူတို့အင်္ဂလိပ်စာကိုဒီ movie မှာတည်းကထိတွေ့လာတဲ့အခါကျတော့တချို့အသုံးနှုန်းတွေကဗမာလိုသုံးရင်ရိုင်းပြီမဲ့သူတို့အင်္ဂလိပ်လိုအင်္ဂလိပ်စာမှာဒီသုံးဆိုတယ်ဟုတ်တယ်နော်ဒီတက်လာနေတယ်ဗမာပြည်မှာ6တောင်လို့ပြောရတာနဲ့နိုင်ငံမှာတရားတော်တရား MJ UK အဲ့လိုပြောတဲ့ဟာက ညာထဲမှာဟုတ်တယ်ဟုတ်တယ်ဟိုနှုတ်ဝင်မရဘူးကွာအဲကြောင့်လင်းပြောသလိုပေါ့နော်အဲ့အုံနှုံးလေးတွေတော့ကလေးတွေကအဲ့လိုသုံးသတ်တတ်တယ်တကို့တွေ့ပြီဆိုအဲ့လင်းဆိုအခုနေတဲ့အိမ်မှာဆိုဒီကလေးတွေကလေအရန်ကိုလေကြည်ပြီးတော့လေအာမလင်းမမလင်းမမနဲ့လို့ရှစ်နှစ်ကိုနှစ်ငါအဲ့ကလေးတွေကိုသိတယ်ဟုတ်ကဲ့ကျမကလေးတွေတောင်ပြောနေလူကြီးတွေတောင်သိမပြောဖြစ်ဟုတ်တာဒါတွေကတည်ကြသူတို့အင်တာဗျူးလို့ဆိုတော့ကြည်တာကို့ဖန်တောင်ဖြစ်နေ YouTube မှာအင်တာဗျူးရမ်းရှိရတယ်ဆိုဟောမဟောချစ်ပေးတယ်ကွာဒီလိုကလေးလေးတွေနားထောင်ပြီးဆိုတော့ ကိုပြောတဲ့စကားလုံးတိုင်းဒီအယုဒ္ဓအနတ္တနဲ့မကောင်းတဲ့ညဉ့်ညံ့တဲ့စကားလုံးမပါဘူးအဲ့လိုကြောင့်ဒီကလေးတွေနားထောင်ဘူးနားထောင်ရင်နားထောင်ပလေစေဆိုပြီးတော့လူကြီးမိသားစုတွေကလွတ်ထားတဲ့ကြောင့်အဲ့ဒါတခုကတော့အရန်ကိုဝမ်းသာဖို့ကောင်းတယ်အသိဉာဏ်ပိုပွင့်လို့ဟာပြောပေါ့နော်ဆိုတော့ပါကဲအဲ့တော့အကိုနဲ့စကားပြောရလဲအရင်ပြောလို့ကောင်းပါတယ်ပြီးတော့ကိုရင်ငယ်တည်းအားပေးခဲ့ရတဲ့မင်းသားချောင်းနဲ့အခုလည်းဆောင်ပေးခဲ့ရတော့ဟုတ်ပါငယ်တည်းဆိုတာအကိုပြောသလိုပေါ့ကိုလည်းအကိုငယ်တည်းရပါတော့ကျွန်တော်လည်းအရင်မှမကြည့်ပါဘူးကျွန်တော်မင်းကြီး42နှစ်ပြည့်တယ် အဲအဲ့82ဘုံလား3လေကိုတောင်ငယ်သေးမောင်လေးဖြစ်သွားပြီကိုပြမို့တော့မောင်ကြီးပဲသူမြတ်38ရုပ်ကကျွန်တော်ပေါင်းတဲ့ငွေရင်းနေတယ်မှာအကုန်လုံးကလေးပဲခွဲကျွန်တော်ထက်နည်းနည်းကြီးကြများတယ်3လေးနှစ်လောက်တော့ကွာကြတော့ကျွန်တော်ပါပဲအားလုံးဟာအသက်တော့ကိန်းကိန်းနဲ့နေပါဟုတ်တယ်ကျွန်တော်10ရန်ဖြီးတဲ့အချိန်လောက်မှာဆိုင်းလုံးကဟိုကယူရိုဖန်တက်နေကြတယ်ဟုတ်ကဲ့ ဟုတ်ပါတယ်ကိုရိုဘက်ကတကယ်ကိုကြီးနုနော်ဟုတ်တယ်ကြီးလေကြီးလေကြာလေကြာနုကိုကြာနုတော့ဖွဲ့ကိုကြာနုတော့မကြာနုတော့မင်းသမီးဆိုတော့ credit လှနေတော့မင်းသားဆိုတော့ credit ချောနေတော့အဲ့တော့အားလုံးချစ်ကြတဲ့ဒီပညာရှင်နဲ့ဆုံတွေ့ငယ်ခွေးရလို့အရင်ဝမ်းတာပါစကားရောင်ထစ်ကုန်